မြမရုပ်ရှင်အနှံ့ပညာတိုးတက်ရေးအတွက်စံစာအဖွဲ့ရဲ့အခမ်းကဏ္ဍကိုတရားသုံးသပ်တင်ပါတယ်။အရင်ဦးဆုံးအနေနဲ့စံစာအဖွဲ့ဘာကြောင့်ရှိနေရတယ်လဲဆိုတာမေးရပါမယ်။နောက်တစ်ချက်ကတော့ရုပ်ရှင်အနှံ့ပညာကိုစံစာအဖွဲ့အနေနဲ့ဘယ်လောက်နားလည်တယ်လဲဆိုတာကိုကြည့်ရပါမယ်။စံစာအဖွဲ့ဖြစ်ပေါ်လာရတဲ့အကြောင်းကတော့ရခင်အစိုးရခေတ်တွေတုန်းကတိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်မှာမရှုပ်ထွေးရလျောက်စာပေအနှံ့ပညာတွေကတဆင့်နိုင်ငံရေးဝေဖန်ရေးတွေတိုက်ရိုက်ဖြစ်စေတဲဝိုက်တော်နည်းနဲ့ဖြစ်စေမရှိအောင်အဓိကဖွဲ့စည်းလိုက်တာပါ။ ထားပါလေကျွန်တော်နိုင်ငံရေးကြောင်းမပြောလိုပါဘူးနိုင်ငံရေးသမားလည်းမဟုတ်လေတော့အခုဘက်ခေတ်ရောက်လာတော့အထူးသဖြင့်အစိုးရအသစ်တက်တော့နိုင်ငံရေးကိစ္စတွေကပုံမှန်လင်းလင်းဖြစ်သွားတဲ့အတွက်စံကြောင်ဖွဲ့ကယဉ်ကျေးမှုထိန်းသိမ်းရေးဘက်ကိုအော်တိုအသွင်ပြောင်းသွားပါတယ်ဆန်ဆာရှစ်မလိုဘူးလို့မပြောလိုပါဘူးလွတ်လာရင်လဲကျွန်တော်တို့လူမျိုးတွေကလွတ်သွားတတ်တယ်ငွေရဖို့အတွက် ပေါက်ဖို့အတွက်ကြော်ကြဖို့အတွက်ဘာမစိုးလုံးမယ်ဆိုတဲ့လူတွေကလည်းရှိပြီတကူ Facebook ပေါ်မှာ အားလုံးသိတဲ့အတိုင်းကလေးကအစာသိပါတယ်ကျွန်တော်တို့မြန်မာတွေတော်တော်ခင်မိကြပါတယ်တချို့ဆိုခစ်တောင်းလုံးပါတယ်ဆိုတော့လိုပါတယ်ဒါပေမဲ့ဒုရှင်နဲ့ပတ်ရန်လို့မရပါဘူးအင်ဂျင်မှုထိမ့်သိမ့်တဲ့နေရာမှာကျွန်တော်တို့ထပ်ပို့ပြီးတိကျတင်ကြတဲ့ဂျပန်တို့ကိုရီးယားတို့အိန္ဒိယတို့နောက်ဆုံးတရုတ်တွေတောင်အနုပညာဖော်ဆောင်တဲ့အချိန်မှာကမ္ဘာအဆင့်အတန်းမီအောင်ဆွမ်းဆောင်နိုင်ကြတယ်သူတို့ယဉ်ကျေးမှုတွေမလျော့သွားပါဘူးသူတို့ရုပ်ရှင်တွေဆိုရင်ဇာယာလိုအပ်ရင်လိုအပ်သလို နန်းနဲ့ဆေးလေးတောက်တယ်အရက်တောက်တယ်ဆေးထိုးတယ်လိမ့်ဆက်ဆန်တယ်ဒါပေမဲ့တို့လူမျိုးတွေကိုရိုးရာရင်ကျင်းမှုကိုကိုရီတံမိုးထားတယ်လို့တံမိုးထားပါတယ်ကိုရီချစ်တယ်လို့ချစ်ကြပါတယ်ဆိုတော့ဆန်ဆန်တင်းချက်မှုနဲ့မဆိုင်ဘူးဆိုတာအထင်သာကြီးပေါ်လွင်နေပါတယ်ကိုရိုးရာရင်ကျင်းမှုထွန်းကားမှုတည်မြဲဖို့ဆိုတာအသိစိတ်ဓာတ်တွေနဲ့ပဲဆိုင်တယ်လို့ကျွန်တော်မြင်တယ်အဲ့ဒီအသိစိတ်ဓာတ်တွေကပညာရေးနဲ့အဓိကဆိုင်တယ်လို့ဆင်းရဲမွဲတည်မှုနည်းဖို့လဲလိုပါတယ်ဆင်းရဲနေတဲ့လူတွေကို တိုင်းပြည်ကိုချေရမယ်ညီချင်းမှုကိုထိန်းသိမ်းရမယ်ဆိုပြီးအတင်းအကျပ်သွားလုပ်လို့မရပါဘူးကိုနေတဲ့တိုင်းမြားကိုနဲ့ကိုမိသားစုကိုလုံခြုံမှုပေးနိုင်ပြီးကျမ်းမာရေးစည်းဝါးရေးတွေအဆင်ပြေတယ်ဆိုရင်အလိုလျောက်တိုင်းပြည်လူမျိုးနဲ့ကိုရိုးရွာကိုချစ်တဲ့စိတ်တွေပေါ်လာမှာပါကိုရီးယားယဉ်ကျေးမှုဖုံးလွှမ်းတာတို့အနောက်တိုင်းယဉ်ကျေးမှုလွှမ်းမိုးတာတို့ဖြစ်စရာအကြောင်းမရှိတော့ပါဘူးကိုလူမျိုးကိုအထင်ကြီးတဲ့စိတ်ကတိုင်းပြည်ဖွံ့ဖြိုးမှုနဲ့တွန်တွဲနေပါတယ်နောက်တစ်ချက်က စံစံနေနဲ့ရုပ်ရှင်နှုတ်ပညာကိုဘယ်လောက်ထိနားလဲတလဲခန်းစားတတ်တလဲကဘာရုပ်ရှင်ပဲအစင်ရောက်နေပြီလဲဆိုတာဘယ်လောက်သိတလဲကဘာရုပ်ရှင်တမိုင်းကိုဘယ်လောက်သိတလဲအဲ့ဒါတွေမသိဘူးကျွန်တော်တို့ကတော့ယဉ်ကျေးမှုထင်းသိမှုပဲဆိုရင်တော့မြမရုပ်ရှင်ဟာတိုးတက်စရာအကြောင်းမရှိတော့ပါဘူးကဘာနဲ့ယင်ပေါင်တန်းနိုင်ဖို့ဆိုတာလဲကဘာတသိန်းလောက်ဝေးသွားပါလိမ့်မယ်ကျွန်တော်အမြင်တော့စံစံအဖွဲ့ကရုပ်ရှင်နဲ့ TV ကိုတပုံစံနဲ့တပြေးတည်းဆက်ဆံနေပါတယ်အဲ့ဒီလိုလုံးလို့မရပါဘူး US တို့ UK တို့လည်း TV နဲ့ Radio ကိုတော့မိသားစုတွေဆုံးပြီးကြည့်လို့ရအောင်ဆဲတာတွေစီလေတောက်တာတွေလင်းဆက်ဆန်တဲ့ခန်းတွေဆိုရင်တော့ဖြတ်ခိုင်းပါတယ်ဆဲတန်တွေဆိုရင်လည်း beep တုံလေးတွေထည့်တယ်စီလေးဆိုရင် la effect ထည့်တယ်စသဖြင့်ပေါ့ဒါကနားလည်ပြီးလို့ရတယ်ရုပ်ရှင်ကြတော့ TV မဟုတ်ဘူးဗျညီမဒီမကတော့ရုပ်ရှင်ရိုက်တာနဲ့ TV ရိုက်တာကလည်းတိတ်မကွာဘူးလို့ဖြစ်နေပြန်တော့လေပြောရနေနဲ့ခတ်သွားတယ်။ထားပါဖြစ်တင်တာကိုပဲပြောမယ်။ ရုပ်ရှင်နှုတ်ပညာ film making ဆိုတာ collaborative art form လို့ခေါ်တဲ့ပေါင်းစည်းပြီးလုပ်ရတဲ့အနုပညာပါ။ art ဆိုတဲ့ the imitational light ဘဝတည်းကိုခေါ်တဲ့အခါမှာယုတ်တိရှိအောင်နှုတ်ပညာနဲ့တည်တည်ကရေးတဲ့သူတွေ၊ချုပ်တဲ့သူတွေ၊စောက်တဲ့သူတွေ၊ရိုက်တဲ့သူတွေ၊တချင်းဆက်တဲ့သူတွေ၊တည်တဲ့သူတွေ၊မီးထိုးမှန်ထိုးတွေတည်ရောက်ဆောင်တွေ editor, color grader, special effect မားတွေ and many more အနုပညာရှင်ပေါင်းများစွာပေါင်းပြီး ဒရိုက်တာရဲ့ vision ကိုပေါ်အောင်ဖော်ဆောင်ကြရတာပါတိတ်ကိုခက်ခဲနေနေပြီးပြင်းမနဲ့အလုပ်ပါအတော်ဆုံးဆိုတဲ့အမှုပညာရှင်ကြီးတွေပေါက်ဆက်လောက်ကိုင်းတဲ့အခါကမ္ဘာမှာအမြင့်ဆုံးနေရာကိုရောက်ရှိနေတဲ့ Hollywood တို့အာရှမှာဆို Bollywood တို့ဂျပန်နဲ့ Korean Cinema Industry တို့ဥရောပဘက Art House Film Industry တို့ကိုကြည့်ပြီးတာကယူလို့ရပါတယ်တကယ်တမ်းဆိုရင်တိတ်ပြီးအားကြဖို့ကောင်းပါတယ်အမှုပညာတစ်ခုလည်းမဟုတ်ဘူးနိုင်ငံရဲ့ဝင်ငွေလည်းတိုးပါတယ် ရုပ်ရှင်ပမာဖွင့်ပြသွားရင်တခြားအနုပညာတွေနဲ့တောင်မတူဘူး။ကဘာအနှံ့ကိုပြတ်မှုမြန်ပါတယ်။ရုပ်ရှင်ဟာခရီးသွားလုပ်ငန်းတွေ၊ပြည်ရင်းကုန်ပစ္စည်းတွေ၊ဖက်ရှင်လုပ်ငန်းတွေတင်ကျယ်စေဖို့အထောက်အကူအများကြီးလည်းပြုနိုင်ပါတယ်။ကိုယ်ရင်ကျေးမှုကိုလည်းချပြလို့ရပါတယ်။ကိုတရားကိုပဲကြည်ပါ။ကဘာအစ်စ်မီအောင်ခင်မီအောင်ဖော်ရချွတ်ရမယ်လို့ပြောတာလုံးဝမဟုတ်ပါဘူး။ဆဲအရာလိုရင်လိုသလိုဖော်ဆောင်နိုင်မှုကိုပြောနေတာပါအနုပညာရပွပွင့်လင်းလင်းပြောင်ပြောင်မြောင်မြောင်အကောင်းဆုံးတင်ဆက်နိုင်သွားပြီဆိုရင် နိုင်ငံအတွက်ကုန်ရှိသလိုလူမျိုးအနေနဲ့လည်းနိုင်ငံတကာရဲ့အတိအမှတ်ပြုခြင်းကိုခံရပါမယ်။အထင်မသေးတော့ဘူးပေါ့ဗျာ။ဆိုတော့နောက်ဆုံးအနေနဲ့ဒီ topic ရဲ့ solution ဖြစ်တဲ့ rating system အကြောင်းကိုပြောပြတိုက်တွန်းချင်ပါသေးတယ်။အခုရုပ်ရှင်ုံတွေမှာအသက်အရွယ်အပိုင်းခြားမရှိဘဲအားလုံးဝင်ကြည့်လို့ရတာတွေ့ရပါတယ်။ US လိုနိုင်ငံမျိုးတောင်ကလေးကြည့်လို့မရတဲ့ကားတွေဥပမာ The Conjuring လိုကြောက်စရာကောင်းတဲ့တရေကားတွေတခြားသောအဖော်အချို့ပါသောကားများကို ဒီမှာမိသားစုလိုက်လာကြည့်ကြပါတယ်။ဒါကိုကြည့်ကြအပြင်စန်းစားအဖွဲ့ဟာ international rating system ကိုမသိဘူးဆိုတာသိတာပါပဲ။စန်းစားအဖွဲ့အနေနဲ့ rating system ကိုထဲထဲဝင်ဝင်လေ့လာပြီးအစိုးရနဲ့ပေါင်းပြီးဆောင်ရွက်တင်ပါတယ်။ US မှာဆိုရင်ရုပ်ရှင်ကားတကားကို rated R လို့သတ်မှတ်တင်ထားပါတော့။အဲ့ဒီလိုဆိုရင်ရုပ်ရှင်လက်မှတ်ဝယ်တဲ့သူက session နဲ့အောင်ရုပ်ရည်ရှိရင်လက်မှတ်ရောင်းသူကမှတ်ပုံနဲ့တောင်းပြီးဆက်ရပါတယ်။အရက်တူစည်းလိတ်တို့ဝယ်ရင်လိုသလိုပေါ့။ဒီမှာတော့ ီးယာဆိုင်အရက်ဆိုင်တွေမှာတောင်းခြားထိတ်တွေတောက်နေတာမြင်နေရတယ်။မပုံနဲ့မပြနိုင်ရင်တော့လကောင်းအသက်မပြည့်ရင်တော့လကောင်းရောင်းဝယ်မရှိပါဘူး။ Rated PG 13ဆိုရင်မိပါတို့မဟုတ်အောက်ထင်းသူပါမှကြည့်လို့ရတယ်စသဖြင့်ပေါ့ဒီစနစ်လိုကိုလိုပါတယ်။ Rating System ရှိမှအမှုပညာသမားတွေလည်းလွတ်လပ်စွာဖန်တီးလို့ရမှာဖြစ်တယ်လို့အသက်မပြည့်သူတွေလည်းမဖြစ်သင့်မဖြစ်တိုက်တာတွေမကြတဲ့နာတွေမတွေ့တဲ့နာတွေကနေထိမ့်သိမ့်လို့ရမှာပါ။အဆုံးသက်အနေနဲ့တော့ မြမရုပ်ရှင်အမှုပညာရေးသွေးတိုးတက်ဖို့အတွက်စံစာအဖွဲ့အနေနဲ့အမြင့်ကြေကြေထားပြီးတိုင်းပြည်နယ်လူမျိုးအတွက် rating system ကိုပဲလှုပ်တင်တယ်လို့မြင်ပါတယ်။လက်မှတ်ရောင်းတဲ့စနစ်ကိုလည်းအစိုးရနဲ့ပေါင်းဥပဒေတွေနဲ့ပေါင်းခတ်ပြီးစနစ်တကျရောင်းချတင်တယ်။တမန်လုံကနားတဆုံအတွက်အခုတလောအဖေအကြောင်းခဏခဏတွေးပြတယ်။အခုတင်ထားတဲ့ပုံတွေကအဖေညနေတိုင်းလိုလိုသွားတဲ့သူ့တိုင်ရှိကပန်းချံမှာကျွန်တော်ငယ်ငယ်ကလည်း high school တောက်လျှောက်အဲ့ဒီပန်းချံမိက basketball ကွင်းထဲမှာ နေတိုင်းနေပါဆော့ခဲ့တာအဖေဆုံးတော့အဖေစကားပြောတဲ့အချိန်မှာမိဆွေတယောက်ကပြောတယ်မင်းအဖေဆုံးသွားပြီမဲ့သူ့ရဲ့အစိတ်ပိုင်းတချို့တွေကမင်းရဲ့စိတ်နဲ့ခန္ဓာကိုယ်တွေမှာဆက်ရှင်တန်သွားမှာပါပြီးတော့ကောင်းတာတွေများလိမ့်မယ်လို့ယုံကြည်တယ်တဲ့အင်္ဂလိပ်လိုပြောတာကိုအနည်းဆက်ဆုံးဘာသာပြန်ထားတာပါကျွန်တော်တွေးတယ်ကျွန်တော်ဘေးစီကဘာတွေရလိုက်လဲဆိုတာဒီနေ့ကကမာရွတ်အင်တာဗျူးမှာကျွန်တော်ဖြေထားတဲ့အနုပညာခေါင်းမင်းတာကိုစသည်တဲ့အချိန်မှာ အရင်ဆုံးစတာတာက အဖေပါလို့ဖြေတာကိုအဖေတမလုံကနေကြရင်ဒေါကန်နေတော့မှာပဲလို့တောင်းတွေးပြီးရဲမိသေးတယ်။ဒါပေမဲ့သူညင်းလို့မရပါဘူး။ကျွန်တော်အမှန်ကိုပြောခဲ့တာ။ကျွန်တော်မှတ်မိတာနောက်တစ်ခုရှိသေးတယ်။ကျွန်တော်တို့ US ကိုအပြီးသွားကနေအဖေကိုပြောလိုက်တာတစ်ခုရှိသေးတယ်။ကျွန်တော် Rockstar တယောက်ဖြစ်ချင်တယ်လို့ကျွန်တော်အဖေမျက်နှာတော်တော်ပြတ်သွားပြီးတော့ကျွန်တော်ကိုဘာပြောလဲဆိုတော့မင်းငါ့ကိုနောက်ဘယ်တော့မှအဲ့လိုမျိုးမပြောနဲ့တဲ့။ဒါပေမဲ့အဖေမသိခဲ့တာကအနုပညာမျိုးစေ့ကို ကျွန်တော်ရဲ့ရင်ထဲမှာကျဲခဲ့တဲ့သူဟာသူဆိုတာကျွန်တော်ဖေကအကောင့်ကြိုက်တတ်တဲ့လူမျိုးအင်ကြီးအဝတ်စားအစားအသောက်အသုံးအဆောင်ပစ္စည်းကြည်ရရုပ်ရှင်နားထောင်တဲ့ဂီတာကအစားကောင်းတာကိုပဲသုံးတယ်ခံစားတယ်သူပြောနေကြစကားတခုရှိတယ်ပစ္စည်းအများကြီးမလိုဘူးကောင်းတာလေးတွေပဲသုံးနဲ့ကျွန်တော်တို့ငငယ် DVD VCD တွေမပေါ်ခင် VHS ခေကခွေးဆိုင်မှာအဖေအတွက်ခွေးငှားပေးရတယ်အဖေကညတိုင်းရုပ်ရှင်တကားမဟုတ်နှကားကို စိမ့်နဲ့ကြကြနနအရက်နဲ့အမီးနဲ့ကြည်တာကျွန်တော်ကလည်းပြီးမှအမင်းနေခိုင်းနေကျွန်တော်ငားလာတဲ့ခွေကိုသူကြိုက်လို့ချီချူပြီးဆိုရင်ဆောင်းမွေးအောင်တယ်လို့ကိုပြောခဲ့ရတယ်မကောင်းရင်တော့အပြစ်တင်အဆုခံရတယ်အခွေငားရင် အဖေကတီးချမှာတယ်ဘယ် production ကထုတ်တာလဲတီးချကြည့်တဲ့ Warner Bros Paramount MGM Columbia 20th Century Fox တို့ဆိုရင်ကောင်းတယ် Director ဆိုရင်လဲ Steven Spielberg တို့ Oliver Stone တို့ကတဲ့ထွန်းငားခဲ့ mi မင်းသားမင်းမီးဆိုရင်လဲ Clint Eastwood, Dustin Hoffman, Robert De Niro, Al Pacino, Jack Nicholson, Morgan Freeman, Tom Hanks, Denzel Washington, Kevin Costner, Bruce Willis, Tim Hackman, Charl Bronson, Robin Williams, Robert, Julia Roberts, Meryl Streep, Demi Moore, Angelina Jolie, Gong Li Ro, အရင်ကကားရေးဆိုရင် Gregory Peck, James Dean, Pat Bond, Jules Brenner, Marlon Brando, Sean Connery, Sophia Loren, Marilyn Monroe, Elizabeth De La Rose ဆိုရင်ငှားခဲ့စသဖြင့်ပေါ့ဆိုတော့ကျွန်တော်အခွေဆိုင်သွားရင်အရန်ရေရတယ်ဘယ်သူမှမမေးတဲ့မိကုန်တွေမေးတဲ့ခြားတိတ်ဖြစ်လာတယ်ကိုနှစ်ဆယ်နှစ်လောက်ပဲရှိအောင်မေးခြားလာတော့အခွေဆိုင်ရလူတွေကျွန်တော်ကိုကောက်ကောက်တင်လာကြတယ်ဘွားပြောတယ်မင်းသားမင်းမီးသူမဟုတ် production ကကားအသစ်ထွင်ချက်ချင်းပြောလာကြတယ်။တခါတလေ Hollywood ကအညံစားကားတွေပဲဖြစ်ဖြစ် Hong Kong ကပေါ်ချာချာကားတွေပဲဖြစ်ဖြစ်ငားလာလို့ကြည့်ဖြစ်ပြီးဆိုရင်ပြပြနဲ့နဲ့တကားလုံးကိုထိုင်းဝေးဖက်မှလေရောအဓိကကတော့ logic မရှိတဲ့အကွက်တွေအကုန်လုံးပေါ့ပြီးတော့တတိယရင်ရတယ်လို့ကျွန်တော်ပဲလှည့်ပြီးစူသေးတယ် TV ကနေတခါတလေလာတတ်တဲ့ဂန်ဝင်ရုပ်ရှင်ကားကြီးပဲဥပမာ Gone with the Wind တို့ Dr. Shivago တို့အဖြစ်အမဲခက်က collagen ဝင်ကားတို့ ကျော်ဟင်းကတို့ညွန်ဝင်းကတို့လာပြီဆိုရင်လေတမတ်တမောကြည့်ပြီးကျွန်တော်ကိုလည်းပြီးမှထိုင်ကြည့်ခိုင်းတယ်။သူ့ဦးညွန်ဝင်းနဲ့တူတယ်လို့ပြောရင်လည်းတိတ်သဘောကျတယ်။ဂီတအဖေက Elvis Presley တချင်တွေတိတ်ချိုက်တော့ကျွန်တော်ကို Love Me Tender ကို Can't Help Falling in Love တို့သူစိတ်ပူပိုင်ဆိုဆိုပြတတ်တော့ Elvis Presley ကိုစောစောစီစီတီးခွင့်ရခဲ့တယ်။ဆိုတော့အနုပညာနဲ့ပတ်သက်တဲ့ကျွန်တော်ရဲ့ early influence ကတော်တော်ကောင်းခဲ့တယ်လို့ပြောလို့ရတယ်။အဖေကြိုက်ခဲ့တာတွေကို ကျွန်တော်လည်းကြိုက်ခဲ့တယ်။တချို့ဟာတွေကိုတကယ်ကြိုက်ခဲ့တယ်လို့တချို့ဟာတွေတော့မကြိုက်ပေမဲ့လည်းအဖေရဲ့ချက်တာမြောက်စားတာခံကျင်တော့ကြိုက်လိုက်တယ်ပေါ့။ဒါပေမဲ့ပြန်တွေးကြည့်ရင်ကောင်းတာတွေများတော့ကျွန်တော်အဖေကိုကျေးဇူးသိတဲ့တယ်။ပြီးတော့ကျွန်တော်အမှုပညာကိုနှစ်နှစ်ကာကချက်တက်မြင်လို့တက်လာတာအမှုပညာသမားတယောက်ဖြစ်လာတာအဖေကြောင့်အများကြီးပါပါတယ်။တမလွန်ကနားတစုံအတွက်ဆန်ခီ စံခီရေးသားထားတဲ့ကိုရိုင်းသိရှိသွားမှုဆိုတဲ့အစီအစဉ်ကလေးကတော့ဒီနေရာမှာပဲပြီးဆုံးပါပြီရှင်။အဆုံးထိလိုက်ပါနာဆင်ပေးခဲ့ကြသူတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။အားလုံးပဲပြီးပြရတွေဝေကွာပြီးတာယာချမ်းမြေတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။